တော်လန့်ရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာကြီးမောင်သားနှိုးရဲ့ခိုးစားတဲ့တတိဆိုတဲ့ဝတ္ထုတော်ကိုနားဆင်ရမှာဖြစ်ပါတယ်ပောက်ကာယာမနိုင်ငံတော်ကြီးစီအပြန်ခီးဟာ ခန္ဓာစီကားသလောက်လွမ်းမောစရာလဲကောင်းနေတယ်ကျူးကျော်လာတဲ့ဂျွန်းစစ်တီတွေကို တက်ပြက်ပြီးမရှုမလှပြေးရတဲ့အထိလှလှပပကလေးတိုက်ထုတ်ပစ်လိုက်နိုင်တဲ့ပကံသူရဲကောင်း၄ဦးနဲ့ကလားချေလျင် ရှစ်ကျိတ်တို့ကိုအုတ်တာပကိုးပြင်းတဲ့တကွာပြည်သူတို့ကကျေးဇူးတင်မဆုံးဖြစ်ကြတာနဲ့မြ။လက်ဆောင်ပနာရီတောင်ပုံရာပုံနဲ့ဝက်ဝက်ကွဲမြလိုက်ပါပို့ဆောင်ကြတယ်။ကာလာတန်ကြာအတူနေထိုင်ခဲ့ကြ အတူတိုက်ပွဲဝင်ခဲ့ကြသူတွေခွဲခွာကြရတော့မယ်ဆိုတော့မလွမ်းဘူးနေတတ်မလဲနေထွက်တဗျူရဲ့မပူနွေးတတ်သေးတဲ့အလင်းရောင်ဖြော့ဖြော့အောက်မှာမျက်ရည်ဆန်းဆန်းလေးတွေနဲ့ပဲပြုံးညာရည်ကြပွေဖက်ကြအော်ဟစ်နှုတ်ဆက်ကြဟေးညာဦးပြီးညာဦးကြရင်ထရီတွေငါတို့တို့ဘာပို့တော့ဟေးဟေးငလုံးလဖဲနင့်ပကံကအမေအိုရွက်တွေကို ပြစ်ခဲ့ပြီးဒီကိုလာခဲ့ကွာနင့်ကိုဘကိုးသူနုနုဖက်ဖက်လေးနဲ့ပေးစားမယ်အာရဟာကလေးရဟာလျော့ကလုံးကြီးဟေးဆင်ညောဂေါရမေးစ်ဆင်ညောဘာရဂတ်အာဒီယတ်စ်အာဒီယတ်စ်မြန်မာစကားမွန်စကားတူဆောင်စကားဘာဘာသာစကားမျိုးစုံနဲ့အော်ကြဟစ်ကြနှုတ်ဆက်နေကြတဲ့အထဲမှာ နိုင်ငံတကာသုံးငိုရှိုက်တန်တဲ့သားအမိကိုဖတ်ခါနှုတ်ဆက်နေရှာသူတို့ဦးကတော့အုတ်သားဘကိုးဘီရင်ရဲ့တမီးငယ်မဏိစန္နာဘွဲကံမိခင်ဦးအမိဘရဲ့ရင်အုပ်အောက်ကထာဝရကင်းကွာခဲ့ကမရောက်ဖူးတဲ့တရက်တကြီးမှာမမြင်ဘူးတဲ့သစိမ့်တရံဆန်တူရဲ့ရင်ဝင်နဲ့သွားဝင်ခူအောင်ရမယ်ဆိုတော့ဒင်းကလေးဖို့မစင်စားရဲစရာပဲဖြစ်နေတော့တယ် ကုံချောင်းရေချောင်းခီးတာဝေးကွာလှတာရဲ့အစုံးမှာဘာတွေရှိလိမ့်မလဲမြစ်တွေချောင်းတွေတောတွေတောင်တွေဂန္ဓာရတွေပြီးတော့ဘလူးတွေဂုံမန်တွေအတုရတွေလားသူရုပ်ပကံပြီးမွန်မာလေး ပောက်ကန်လို့အတန်ထွက်ခေါ်ပါတယ်အုတ်တာပကိုးလို့စိမ့်ဆူဆူလေကွင်းတွေပန်းမှန်ဥယျင်တွေနဲ့လားဒါမှမဟုတ်ဘာမင်းမှမပေါက်ရောက်တဲ့ဂန္ဓာရ လွင်ဒီခေါင်းကြီးလား ပကန်းကလူတွေဟာဖះတရားကိုမသိတတ်ပဲငကားကိုကူးွယ်ကြတာတဲ့လားစံစွားကိုမဖွတ်မပြုတ်တတ်ပဲဒီတိုင်းအစိမ့်လိုက်ဝါစားကြသူတွေလားပရမညာနီလာမြတို့မရှိကြောက်စရစ်ခဲကိုပဲရှော်ပင်နဲ့တီကလဲမှဆွဲကြတဲ့လားသူတို့မှာကြပြာကို ရှိပါလေစားမိမိလင်လို့ရမယ်အနိရုဒ္ဓဆိုတဲ့ပကန်းရဲ့ပြည့်ရှင်မင်းကရောချစ်တတ်တဲ့နှလုံးသားဆိုတာမရှိတဲ့ ကျူးကျော်ဖို့စစ်တိုက်ဖို့ပဲလှုပ်ရှားတတ်တဲ့ရန်နေရာယုတ်ကြီးများလားအခုလာတဲ့ညောင်ဦးပြီးတော့လို့ညိုညိုမဲမဲတုတ်တုတ်ခန်းခန်းကြမ်းကြမ်းတမ်းတမ်းယောက်ျားကြီးလားကလားချေလျင်ရှစ်ကြိတ်ထဲကစေညောဂေါရာမစ်တို့လို့နီနီရဲရဲအသားရည်ကျတူရွေးနှုတ်သီးနှခေါင်းမုတ်စိမ်မွေးခြုံမုတ်နဲ့ကြောက်เสียဓာတ်တာဂီရီကြီးလားဒါမှမဟုတ်သူတို့စစ်တဲ့အားလုံးရဲ့ခေါင်းဆောင်နဲ့တူတဲ့ကြံစစ်သားလို့ သူကတော့ပကံကလာကြတဲ့သူတို့အားလုံးထဲမှာမွန်နဲ့အတူဆုံးပါပဲအရက်အမောင်းကလည်းမရှိမပုအသားရေကလည်းမညိုမဝါမျက်လုံးကစုရှရှနဲ့အကြည့်ရေးပြီးနှုတ်ကလည်းချိုးလေရဲ့လာကြတဲ့ပကံစစ်သည်တွေထဲမှာသူတရားအောင်ပဲမွန်စကားတက်တယ်ကလားခြေလင်းတွေထဲမှာတော့မွန်စကားတက်သူတွေပါပါရဲ့သူတို့ကပင်လယ်သမုတ်တရားတွေကနေရွက်အစင်စင်တက်လွင်ထားတဲ့သင်္ဘောကြီးတွေနဲ့မွန်တို့ပြည်ကိုအလျင်ရောက်လာ နောက်မှအညာကိုစံသွားကြသူများတာကိုကျန်စစ်သားကတော့ရောက်လာတဲ့တိုးဆောင်တွေကိုစုယုံပြီးကလားခြေလျင်ဖွဲ့ရင်းသူတို့စကားတွေသင်သူတို့အတက်ပညာတွေစီးပူးသလိုပကံရောက်တုံမှန်းပြင်းမနူဟာရဲ့လူတွေစီကမွန်စကားကိုသင်ယူတယ်စကားတွင်မကမွန်တို့ရဲ့အစာရေးသားအမှုပညာလက်မှုပညာတို့ကိုပါတီးမိခောက်မိအောင်လေ့လာထားတယ်သူကိုယ်သူတော်မွန်မာလို့ပြောနေသေးတယ် ကျူးကျော်သူဂျွန်းနေကိုခုခံတွန်းလှန်လိုက်ပြီးနောက်ပကံသားတွေဘကူမှာအောင်မွဲခံနေကြစဉ်ကဆိုရင်ညာဦးပြီးငထွေးယူရိုတွေကတော့မွန်ကာလာသားတွေနဲ့တူထတော်တဲမာကြီးအချင်းကုန်နေကြတယ်။သူကတော့ဘကူရွှေမြို့တော်အနှံ့သူမြင်းကြီးနဲ့ခြေဆန့်နေဇေဒီပထိုးစတဲ့အမှုပညာလက်ရာတွေကို ကြည့်ရှုလေ့လာသလိုဈေးဆိုင်တွေနားမှာရက်ဘကူသူဘကူသားတွေနဲ့ရောနောဆက်ဆံစကားကောင်းလေးရှိတယ် ပကိုးသူတွေနဲ့ပူရောတယ်လို့ဆိုရမှာပါလေပကိုးသူတွေကငါတို့ပကံသူတွေတက်ပူလှတာကိုလို့ရှွန်ရှွန်ဝေမွန်စကားနဲ့ပြောပြတတ်လေတော့ပကိုးသူတွေနှုတ်ဖျားမှာကြံစစ်သားကြံစစ်သားဖြစ်ကုန်တာဘယ်စမ်းလိမ့်မလဲသူပကံကိုပြန်ပြီးဆိုရင်ပကိုးရဲ့သမီးကျော်ဗနယောက်အသေးကွယ်ကြံရစ်လိမ့်မယ်မသိအခုသူပကံပြန်ပြီလေမိခင်ဦးလဲသူတို့နဲ့သူပကံကိုလိုက်ပါရတော့မယ် ယူဇနာအထောင်တောင်းခီးကို အပြင်းနှင်မဲ့ဆင်းတွင်မြင်းတွေဝေါ်တွေအစင်နဲ့ဖြစ်နေကြပြီမွန်ရဲ့သမီးပြိုဟာအဘနဲ့အမိကို မြေပြင်မှာပစစ်တုပ်ထိုင်ကဥသုံးငင်ကြော့တဲ့ပြီးဝေါ်ရင်သာပေါ်လေးတွေ့တွေ့ခြေလန်းနဲ့တက်ခဲ့တော်တယ်မိခင်ဦးရဲ့ဝေါ်နဲ့ဘေးချင်းရှင်ကမြင်းကြီးကိုအမြိုင်သားစီးကဒလွတ်ကိုင်းကရစ်ကတီကပါလာသူကတော့တကယ်ကတော့ပကံစစ်တဲ့လေးဦးဟာ ပကိုးသူရွှေမင်းသမီးကိုအလှဲ့ကျစောက်ရှောက်ခေါ်ဆောင်ညဖို့တောင်းဝင်တတ်မှတ်ထားပါတယ်။ခီးနှင်စင်မာလည်းအလှဲ့ကျကွန်းထောက်ရနာညအိတ်ကြတော့လည်းအလှဲ့ကျညောင်ဦးဖီးငလုံးလက်ဖဲငထွေးယူတို့အလှဲ့မှာတော့တောင်းဝင်မှုလို့သာလာရတယ်။ရွှေမင်းသမီးဆိုတာကိုစိတ်စေတောင်ကြည်ကြတယ်လူသားမျိုးတွေမဟုတ်မျက်နှာသားကြီးတွေနဲ့ဘေးကပေါ်လာတန်ရာမဲ့အန်ရည်ကိုလည်းသူတို့ပဲမျက်လုံးကြီးတွေကရှာဖွေးနေကြတာ။ ရွှေမင်းသမီးကလည်းသူတို့ကိုစကားဆိုဖို့ယွန့်ကြောက်မိတာအမှန်အတူပါလာတဲ့ရံရွေတော်တွေနဲ့သာထွေရလေးပါပြောဆိုရင်အပြင်းဖြေခဲ့ရတယ်။ကြံစစ်သားအလဲဆိုရင်တော့ဒီလိုမဟုတ်။ခကြီးနှင်းရဇင်မာဘဲကို သူ့မြင်းကြီးကဝေါနဲ့ဘေးချင်းရှင်ရောက်လာကမင်းသမီးနေလို့ထိုင်လို့တတ်ပါရဖြစ်ရပါလားဟင်။စတင်ကစကားတွေတန်းတီသွားတော့တယ်။ကြောက်ရွံ့စိတ်ညီငွေစိတ်တွေလွင့်စင်ကုန်တာ ရွှေလန်းကြည်နူးစေကလေးတွေနိုးထလာစေတော့တယ်။ခီးလန်းတလျှောက်မြစ်ချောင်းတောတောင်မြို့ရွာပထိုးသေးသည်ကျင်းငတ်တရိတ်ဆန်တို့ရဲ့စေဝင်စားပွဲဘဟုသူတများကိုလည်းဒီပကံရဲ့သူရဲကောင်းကြီးဟာနှံ့ဆက်လွန်းလာတယ်။ဟောဒီချောင်းကနင်တို့မွန်ဒေတာနဲ့ငါတို့မြမဒေတာနေကြလို့ဆိုနိုင်တယ်။ဒါပေမဲ့ဟိုးချောင်းထိတ်မှမြင်ရတဲ့တဲစုကတော့မွန်ရွာလည်းမဟုတ်မြမရွာလည်းမဟုတ်သေးဘူး။ရှမ်းရွာပဲဖြစ်တယ်။ ဟိုးမိုးမိုးခုံခုံကလေးကဗုဒ္ဓဖရာရဲ့ပထိုးမဟုတ်ဘူးမင်းသမီးရဲ့ဟိန္ဒူတွေရဲ့ဖရာကြောင်ဟိန္ဒူဖရာကြောင်တွေကတော့နင်တို့ဘကူမာလဲရှိငါတို့ပကံမာလဲရှိနေပြီကလမဲတွေတင်မဟုတ်မြမာချို့တောင်ဘိတ်တနိုးကိုကိုးွယ်စပြုတ်လာနေတယ်ငါလဲဘိတ်တနိုးရဲ့တရားကိုသဘောကျခြင်းခြင်းပဲအဲ့ဒီတစ်ပင်မော်တက်ပြေးသွားတဲ့အကောင်ကကျသက်ငယ်ကလေးမဟုတ်ဘူးမင်းသမီးကြောက်မှပဲတောကြောင်ပေါ့လေကျသက်ကြောင်လို့ခေါ်ကြတယ် ကိုမာအဆက်ပြောက်တွင်နေဆိုတော့ကျသစ်နဲ့တူတာပါတစ်ပင်မော ပြည့်တက်သွားပေမဲ့တစ်ပင်မောနေတာမဟုတ်ဘူးတစ်မြေအောက်ကတစ်ခေါင်းလိုထဲမှာနေတာမြေပေါ်မှာကြက်စားတဲ့ယုံတို့ကြွက်တို့ရှင်းတို့မွေတို့ကိုဖန်းစားတာလင်းတို့တို့ငှက်တို့ကိုလည်းဖန်းစားလေရှိတယ်အားလည်းဖန်းစားတာပါပဲသူကရေကူးတတ်တယ်လေကြောင်ကရေကူးတယ်အိမ်ရေကူးတယ်ကြောင်ရေကိုကြောက်တယ်ဆိုတာအိမ်ကြောင်ကိုပြောတာပါမင်းသမီး တောကြောင်ကတော့ရေကူးပါတယ်ဒီကြက်သစ်ကြောင်မှမဟုတ်ဘူးတငါကြောင်ဆိုတာလည်းရှိသေးတယ်သူလည်းရေကူးပြီးငါဖန်စားတာပါဥဒ္ဒါဘဂိုးသူကြီးအဖို့တော်မျက်လုံးအပြူးသာဗဇက်အဟောင်းသားနဲ့နားထောင်မကြီးကျင်စရာတွေကြီးဖြစ်နေတော့တယ်တခါတော့ညနေအေးမှာကွန်းထောက်ဖို့ပြင်နေကြစဉ်လေမော်ယောင်ကောင်းငင်မှာငှက်ဖြူဖြူတွေအုပ်ဖွဲ့ပြန်ဝဲလာကြတာကိုမြင်ရတော့မွန်သူမကဟဲလှလိုက်တာဗျိုင်းတွေ အာမေရိတ်ပြလိုက်မိတယ်ဒီတွင်ပကံစစ်သားကြီးကဗျိုင်းမဟုတ်ဘူးမင်းသမီးဟင်းသာတွေတဲ့ဟင်းသာကမျက်နှာချောင်းသားမှာတွေ့ရတဲ့ဝမ်းပဲလို့ခက်ပူကွက်ကွက်အကောင်မဟုတ်လားအခုဟာက လေတန်ရှည်ကြီးတွေနဲ့ဟာပကိုးသူကအားကြမခံပြန်ညင်းခုန်လိုက်တယ်အေးမြမာရောမောမာဟင်းသာကိုဝမ်းပဲလို့အကောင်နဲ့ရောနေကြတယ်မြမာကဟင်းသာမောင်ကပော့ပလို့ခေါ်နေကြတယ် အမှန်ကဟန်တဟွန်ဆာဆိုတာငန်းတမျိုးမွန်လိုအဟန်ပေါ့ဒါပေမဲ့အာဟန်ကအိမ်မှာမွေးတဲ့ငန်းမျိုးဟန်တဟွန်ဆန်ကတောတောင်ထဲမှာနေပြီးအမြင့်ကြီးပြန်နိုင်တဲ့လေတံရှိရှိအမျိုးမွန်စကားနဲ့ပေါ့ကပန်ပေါ့ထူပေါ့ပန်စသဖြင့်လဲခေါ်ကြသေးတယ်ဟန်တာဝရီဆိုတာအဲ့ဒီပေါ့ပန်လို့တောရိုင်းငန်းရဲ့ဒေတာလို့အဓိပ္ပာယ်ရတဲ့အမိဝမ်းမဲလို့လို့ဟာကလေးရဲ့ အရက်လို့ပြောတာမဟုတ်ဘူးမွန်ကြီးလေလှတဲ့ဒီပကံသားကြီးကိုမော်မာကလေးအထင်ကြီးသွားမိကလေးစားကြည်ညိုစိတ်တွေပွားကုန်တာမဆန်းကြည်ဘူးသူရဲကောင်းကြီးကျန်စစ်သားကရွှေမင်းသမီးနဲ့နှစ်ကိုကြားညီလာခံဝင်လေရှိသလိုအခြားသူရဲကောင်းများဖြစ်ကြတဲ့ညာဦးပြီးငထွေးယူငလုံးလဖယ်တို့ကတော့တိုက်ဖော်တိုက်ဘက်ကလားခြေလင်တို့နဲ့ဘ ഹു ဒုတာဖလေလေးရှိကြတယ်အစ်စ်ရောက်ခါစားကလားခြေလင်တွေကတော့ မြန်မာစကားတစ်လုံးစာနှလုံးစာသာပြောတဲ့ကြာသေးပေမဲ့ရောက်နေတာကြာပြီဖြစ်တဲ့ကလားတွေကတော့မြန်မာစကားကိုကမ္မဝါဖတ်တော်မတတ်ရည်လည်နေကြပြီ။ဂေါရမီစ်တို့ဘာရဂါစ်တို့ဆိုရင်တထုံမှာဘကိုးမှာအနေကြာခဲ့တာမို့မွန်စကားတောင်တက်လိုက်သည်။တညက်နေသားဘကိုးပြန်အဖွဲကွန်းထောင်မိကြတဲ့နေရာကရွာနဲ့မနီးဘဝေးလေတော်တစ်ခုနီးတရက်ဥယင်ကြီးတစ်ခုရဲ့ဘေးမှာဖြစ်တယ်။ ညာဦးပြီးငထွေယူငလုံးလဖဲနဲ့ကလားချင်းလင်းအကြီးကဲလေးဦးတို့ဒေသပြည့်ကောက်ရက်တို့ဝိုင်းဖွဲ့ကအပန်းဖြေရင်စကားဝိုင်းဖွဲ့နေကြတယ်မြမထုံးစံတိုင်းအုံမုတ်ခွက်နဲ့တခွက်မော့လိုက် ပါလာတဲ့ပဲလော်လေးဝါလိုက်နေပါအဲ့ဒီလိုဆယ်အိမ်မင်းစည်းစိမ်ဇိမ်နေကြစဉ်ညာဦးဖီးကဟိုဘက်ချံကတည့်ရပင်တွေမှာတည့်ရကင်းတွေတော်တော်တော်ရင့်နေကြပြီ။ ဒီလိုယွမ်းပြင်းမျိုးတေးရည်နဲ့မြည်လိုက်ရာဇိန်လိုက်မယ်ဖြစ်ချင်းအိမ်ဟုတ်တပါအရက်နဲ့တရက်အင်မတန်လိုက်ဖက်ဆိုကိုငလုံးလဖဲရဲ့ထောက်ခံတဲ့လိုက်ဖက်တာကဟုတ်ပါရဲ့ခြံစည်းယိုကြီးကမြင့်ပါပြီလှန်ထောက်ခုံလိုက်ရင်ဘာမြင့်ရမတော့ကိုင်ငထွေးယူတစ်ပင်တက်တာတော့နင်ပူပဲထငထွေးယူထလိုက်တယ်လှန်တော်မထောက်ပဲ ရင်သာသာမြင့်တဲ့ခြံစည်းရိုးကို၄ငါးလမ်းပြေးကာအာယူပြီးအလွတ်ခုံလိုက်ရာ ကလားချေလင်းတို့ရင်မမျက်လုံးပြူကုန်ညတော်တယ်ပြီးဤကြနေတဲ့တရက်ကိုင်းတကိုင်းကိုမြောက်လွဲကြောင်နဲ့လှမ်းဆွဲတက်သွားကာတရက်သီးတွေကိုစွန့်နေတော်တယ်ကလားချေလင်းဘာရဂါစ်ကငါတို့တိုးဆောင်စကားမှာတော့ခိုးစားတဲ့တသည်ဟာ ပိုချိုတယ်လို့အဆိုရှိတယ်ကွယ်ချိုးမချိုးငထွေးယူတယ်လာမှသိရတော့မှာပဲ စကပုံကတကယ်တစ်သီးကိုရင်ပြောတာမဟုတ်ဘူးဆိုတာကိုလည်းရှင်းပြလိုက်အောင်လေလို့ဂေါရမစ်ကထောက်ပြတယ်သူတို့လောကမှာလည်းအဲ့ဒီလိုပေါ့ကွယ်ခိုးလို့ရတာများတရားဝင်ရရှိတာတဲ့အရသာရှိတယ်ပြောကြတာပဲလို့ဘာရဂတ်စ်ကရှင်းပြတယ်ဘလို့ဘလို့အညာသားလူယိုးကြီးညောင်ဦးပြီးခမလိုက်မမီပဲဖြစ်နေရှာတယ်ရှင်းရှင်းပြောရရင်တော့ပရဒါရကံပေါ့ကွာဒီတဲ့ရှင်းရရင်သူတပါးတာမယားကိုပြစ်မှားတာပေါ့ ခိုးကြောင်ခိုးဘတ်တက်ဆွန်ဆံများချစ်ရတာမို့ကို့တရားဝင်ဇနီးများကိုချစ်ရတာတဲ့ជីနူးစရာ ကောင်းလှတဲ့။ဒါကြောင့်လဲဒီမှုကိုဘာသာတရားတိုင်းလူလူကတားမြစ်ပေမဲ့ကဘာပေါ်မှာတိန်ကော့ပပြမသွားနိုင်တာတဲ့။အညာသားကြီးသဘောပေါက်သွားပြီးခေါင်းတငိမ့်ငိမ့်ဖြစ်စဉ်ဝုံငနဲ့တစ်ဖက်ချံကခုံချလိုက်ခါငါထွေးယူကတည်းရဲ့သီးတွေကိုပြိတ်သက်ရှိပြစ်ချပေးတော့တယ်။ယော့မှန်းချိုလားမချိုလားမြည်ကြည့်ရအောင်။ ကလားချေလင်းတူကပြောပြောဆိုဆိုတရက်သီးကိုကြိုက်မယ်ပြုဟေးနေုံဒီတိုင်းမစားရဘူးငလုံးလက်ဖဲကဟန်တားလိုက်ခါတရက်သီးတွေကိုကြပြားကြပြားကောက်ယူပြီးချောင်းဆက်စီပြေးတော်တယ်တရက်သီးမစားရသေးတော့လဲပဲလော်ကိုပဲဝါးကတေးရေကြိုက်တဲ့စကားကောင်းနေကြရတာပါလေစကားကောင်းနေလိုက်ကြတာငလုံးလက်ဖဲတော်တော်လေးကြာသွားတာကိုတော့သတိမမူမိကြပြန်လာတော့မှပဲဟဲ့ငလုံးလက်ဖဲ နေတည်သည့်ရေသွားစေတာကလည်းကြာသားပါလားဟဲ့ကြာစုပွဲကြီးပွဲကောင်းသွားတိုးနေတာကိုအစကကလားချေလျင်ငယ်မုတ်တိမူရတိကိုခိုင်းမလို့ရှာတာတရားအောင်မှမရှိကြဘူးအာလုံးကန်းနဖူးကခြုံွယ်ရောက်နေကြတာကိုဘာပါလေလို့ကြည့်လိုက်တော့ပကိုးမင်းသမီးချောင်းနဲ့ရေကစားတော်မူပုံကငါတို့ပကံသူတွေလိုထမိန်ရေရှားနေမဟုတ်ပဲထမိန်ခါချက်ဝစ်လို့ပါလားရန်ရွှေတော်တွေလည်းအတူတူပဲ ကလားခြေလူနေကအဲ့ဒါကိုပဲပွဲကြည့်သလိုကြည်နေကြတာငါတို့ဖြစ်မကြည့်ရဲပေါ့ကြည်ရဲယုံမကပွေရဲဖက်ရဲသမို့ရွှေမင်းသမီးနဲ့ချောင်းရည်တဲ့ဇနက်ကနဲ့မဏိမေခလာဇက်ခင်းနေတာကတော့ဘသူလဲသိလားဘသူရှိမလဲသီးလိုင်ကကလန်ကြီးနေမှာပေါ့ဟာကလန်ကြီးเจ้าဂေါရမေစတို့တောင်သိနေမင်းကို တို့လဲမျက်စီပါတာပဲဟာ ဘယ်နဲ့ဗျာမင်းသမီးဝေါ်ဘော်ကဆင်းမယ်ဆိုလဲသူ့လက်ကလေးကိုကင်တွဲဖေးမလို့ဝေါ်ဘော်တက်လဲပခုံးကလေးကိုတိုင်းတဲ့လို့လူတိုင်းမြင်နေတာပဲဟာနှုတ်ပြီးတို့ယောက်ျားတွေအရက်တော့ကြမယ်ဆိုရင်သူဘတော်မှမပါဘူးရွှေမင်းသမီးနာပဲရစ်တီရစ်တီနဲ့ဒါကတော့ကို့ဝါသနာနဲ့ကိုပဲစေညောယောက်ျားနှမျိုးရှိတယ်တမျိုးကအရက်တော့တယ်တမျိုးကမတော့ဘူးအဲ့ဒီမတောက်တတ်တဲ့ယောက်ျားဆိုရင်ကိုမိမ့်မကိုနမအနာမကက်စီနေတဲ့စင်ညော်တို့ ဘာရကားစီရဲ့တရားကို ထောမနာတဲ့အနေနဲ့ဖလားကိုစီတလဲစီမော့လိုက်ကြကရေစေးပီးသားတရတီကိုတကိုင်းကြီးအာရပါရကိုက်လိုက်ကြတယ်ငထွေးယူကငါတို့နီးငါတို့ဟန်နဲ့ခိုးစားတဲ့တရတီကလည်းချိုးပါတဲ့ရဲဘော်တို့တဲ့လာပြီကြော်လာတာသတင်းတပတ်မကလွန်လာခဲ့ပြီမို့လာချန်းဟာခေါင်းပြီးခြုံထဲကအမဲဥမျက်နာတစုံတစလောက်မှမထွန်းပါနိုင်တော့ဘူး ကင်းတောင်ဝင်ကြတဲ့ကလားချီလီယန်တို့ရဲ့မိဘုံအလင်းကလွဲရင်ကွန်ထောက်စကန်တစ်ခုလုံးအေယာမတပိတ်ကြီးမှောက်ထားသလိုပါပဲတရေးနိုးတဲ့လင်းဝတ်တကောင်ရဲ့ဂီယောင်ကရန်အော်ဒန်မအိပ်ဆက်တဲ့ပိုးမွားတို့ရဲ့ညီညူသန်တို့ကလွဲရင်ဝင်းကျင်တစ်ခုလုံးငြိမ်စိတ်နေတယ်ယာယီတစ်ခတ်တဲနန်တွင်မှချစ်သူနှုတ်ဦးတို့ရဲ့ရင်ဖိုးသန်တပြင်းချသန်တီတိုးလွမ်းသန်တို့သာ ကွင်းထောက်တဲနန်ကိုတက်ရှိတရုတ်ဖော်ထုတ်နေတယ်နင်တို့ပကံကိုရောက်ရတော့မယ်နော် ြံစစ်သားအိမ်လမကွယ်ခင်ရောက်လိမ့်မယ်ငါ့ကိုအနိရုဒ္ဓစီအနှံပြီးရင်နင်နဲ့ငါတွေ့ကြရပါဦးမလားအခုလိုရွှေလေတွဲတွေ့ဖို့ကတော့မလွယ်ဘူးပါဒါပေမဲ့ငါနန်းတော်တဲ့အခသာဝင်တိုင်းနင့်မျက်နှာလေးကိုမြင်ရမှာပါနင်လဲငါ့ကိုအနိရုဒ္ဓရဲ့ရင်ဝင်ထဲကနေပြီးငါနင့်ကိုဘယ်လိုလုပ်ကြည့်ရနိုင်မလဲကြံစစ်သားကျန်းစစ်သားတပ်ပြင်းလေးလေးချလိုက်တယ် ငါအမြဲစောင့်ရရတဲ့ခင်ဦးအခုလဲနင့်ကိုအမြဲငါရင်ဝင်ထဲမှာပဲထားနိုင်မှုစောင့်ရလက်အိုးမယ်မဟာဂီရိနဲ့ငါကိုပြောဘူးတယ်ငါဟာငါလူကျင်တာတွေကိုစောင့်ဆိုင်းရလိမ့်မယ်ဒါပေမဲ့တနေ့မှာရကိုရလိမ့်မယ်တဲ့ငါရဲ့နှလုံးသဲဖို့ထဲကမော်မာလေးကိုလဲအခိုက်အတန့်ခွဲလိုက်ရပြီးတဲ့နောက်တနေ့ငါရင်ဝင်ထဲမှာထာဝရအခုလိုပွေ့ပိုက်ထားရလိမ့်မယ်လို့ငါယုံတယ်အဲ့ဒါလို့နင်ထာဝရမပွေ့ပိုက်ခင် အနိရုဒ္ဓကပွေပိုက်နေအုံးမာကိုဘလို့ခံယူရပါမလဲဆိုတာကိုငါမတွေးဝင်မှုဖြစ်နေတဲ့ကြံစစ်သား तू ကျင်နာတတ်ပါတယ်မနိစန္ဒာ तू နင့်ကိုကျင်နာပါလိမ့်မယ်အိမ် तू ကိုတော့ကျင်နာပါလိမ့်မယ်နင့်ကိုတော့ကျင်နာလိမ့်မယ်မဟုတ်ဘူးကွာလို့တဲနံပြင်ပက၆နာထောင်နေသူနှူးဦးနဲ့ငထွေးယူလေတံနဲ့မှတ်ချက်ချလိုက်တာကိုတော့အဖော်ပါလာသူငလုံးလဖဲတောင်ကြားပါလေစား စစ်တိုက်တော်သလိုတရှိုလုတ်ရမှာလည်းမခေတဲ့သူရဲနှစ်ဦးတဲနံမှောင်ရိတ်ကဖဲခွာခဲ့ကြတော့တယ်။အုတ်တာဘကိုးပြန်တို့ကိုပကံဟာဝဝကွဲမြစီစီဂါဂါကျိုးစိုးပါတယ်။ရှေတော်ပြေကလားချင်းမြန်စစ်တီနှစ်ဦးကသတင်းကိုအူးဆုံးတဲဆောင်လာပြီးတဲ့နောက်မှာသတင်းဟာပကံနေပြည်တော်နဲ့တကွနီနာဝင်းကျင်ခရိုင်တဝမ်းမှာပါတော်မီနယ်ပြန့်နှံ့သွားတဲ့အတွက်မြို့တော်သူမြို့တော်သားတွေတင်မကတော်သူတောင်သား မိလက်ခုတို့ပါသူရဲကောင်းတို့ကိုချီးပဖို့ဘကိုးကရွှေမင်းသမီးကိုမမြင်စဘူးမြင်မှုကြဖို့ထောင်နဲ့ချီးရုံးစုလာကြတယ်အောင်လန်တွေတကွန်ကုတ်ကားတွေတလူလူနဲ့မြင်းတွေစင်တွေကလားချီလျင်တွေလဲချင့်ကပ်လာရော အော်ဟစ်ကြွေးကြော်ကောင်းကြီးပေးလိုက်ကြတာမိုးပြိုတော့မယ်အတိုင်းတိုးကြဝေးကြအော်ကြဟစ်ကြလူအုပ်ကြီးကြားတဲ့ကပဲ ခီးတဲ့တက်ဖွဲ့ဟာတွေ့ရွေ့နဲ့ရွေလျားသွားတာ ်တရပါတကားကိုဖြက်ရွှေနန်းတော်ရှိရောက်ခဲ့တယ်။နန်းတော်စမုတ်ဆောင်မှာခါထောက်ရက်ခါကြိုးစုံနေသူကပကံပြည့်ရှင် အနိရုဒ္ဓာထုံတန်းစင်လာဥညွချင်းတရင်ပူချင်းတွေပြုတ်လုပြီးတဲ့နောက်စစ်ကြီးအဖွဲ့ခေါင်းဆောင်ကျက်စစ်သားကဘရင်အနိရုဒ္ဓာကိုမွန်နိုင်ငံကပေးဆက်လိုက်တဲ့လက်ဆောင်ပနာတွေအနှံ့တော့တယ်မင်းကြီးဥဒ္ဒဘဂုမင်းဟာအဖိုးအထိုက်ဆုံးယရနာနှစ်ပါးကိုလက်ဆောင်ပားလိုက်ပါတယ် ဓမ္မကတော့ဒီမှာယတနာကျုပ်ကိုညှို့ပြပြီးအုတ်တာဘကုမင်းအဆက်ဆက်တို့ရွှေကျုပ်မှာထည့်ပြီးကိုးကွယ်ခဲ့ကြတဲ့ဗုဒ္ဓမြတ်စွာဘုရားဓာတ်တော်လောကသုံးပါးမှာအဖိုးအထိုက်ဆုံးအမောအမြတ်ဆုံးဘုရားယတနာပါဒုတိယတစ်ပါးကတော့မျက်နာကလေးအောက်ကိုချကလက်အုပ်ချီကပစိတုခစားနေတဲ့ဘကိုးရဲ့သူတို့သမီးကိုညှို့လျက်ဘကိုးဘရင်ရဲ့ရင်နှစ်သေးချာမဏိစန္ဒာမင်းသမီး လောကမှာအဖို့ထိုင်ဆုံးမျက်နှိုးအပ်အတောင့်တအံ့အဆုံးသမိယေဒနာပါဒီဒုတိယယေဒနာကို အနှင်းပေးဆက်ရမှာတော့ပကံရဲ့သူရဲကောင်းကြီးဟာမိမိရင်ကို ခွဲကာသွေးအဆက်ဆက်စိတ်ယိုနေတဲ့မိမိရဲ့နှလုံးသားပုတ်ကို ထုတ်ယူပေးဆက်နေရတာဖြစ်တယ်ဆိုတာကိုတော့အနာမှာရှိနေသူမင်းယောက်ျားမင်းမိန်းမအသေးသားတို့ရိတ်စားမိကြလိမ့်မယ်မဟုတ်သေးဘူးပကိုးပြန်အခြားသူရဲကောင်း၃ဦးဖြစ်တဲ့ ညာဦးပြီးငထွေယူငလုံးလဖယ်တို့ကဖြင့်အချင်းချင်းတူကိုတူငဲဆောင်ကြည့်ကမျက်စာပြစ်ပြနေကြရဲ့စစ်မြေပြင်မှာရဲရင်မောက်မှဝင့်ကြွားတဲ့အတွင်နဲ့ရင်ကော့ခဲ့တဲ့ပကံစစ်သားကြီးဟာရွှေနန်းတော်ကနေမြို့တော်မြောက်ယွန်းယွန်းရှိမိမိနေထိုင်ရာစီ ပြန်လာခဲ့ရမှာတော့ခါကိုကိုင်းကခေါင်းကိုငိုက်ဆိုင်ချကညှိုးငယ်နွမ်းလျှက်လျက်တကယ်ကိုစစ်ရှုံးသူတို့ရဲ့ရုပ်တွင်မူရပါကလား သူစစ်ရှုံးခဲ့ပြီအဲ့ဒီညကကြံစစ်သားတစ်စက်ကလေးမှအိတ်မရခဲ့ဘူးခရီးကျန်းရဲ့အထူးထောင်းကြောင့်မှေးကနေဖြစ်သွားလိုက်မျက်ရည်ဆူရွှဲမိုးမကလေးရဲ့မျက်နှာဝါဝါဝင်းဝင်းလေးကလှုပ်နှိုးလိုက်ဖြစ်နေတယ်လက်ဆောင်ပနာတွေကိုနှင်းဆက်စင်က ပီတိနဲ့အယောင်ပြောင်နေတဲ့အနိရုဒ္ဓရဲ့ညိုမဲမဲလက်မောင်းအိုးကြီးတွေဒီလက်မောင်းကြီးတွေအတွင်းကနုနုဖက်ဖက်ဝါဝင်းဣမုတ်ကိုလုံးကလေး ဒါကိုအိမ်မက်ကဖန်ဆင်းပြလာတဲ့ခါကျန်စစ်သားလက်အိယာကငောက်ခနဲထထိုင်မိတယ်။ငန်းတို့ရဲ့ကတော်ကတော်အော်တန်ဟာနှစ်ပေါင်းတစ်ထောင်အထက်ကယောမမျိုးကြီးကိုကယ်တင်ခဲ့တယ်လို့အိမ်မဆိုးကြောင့်လက်နိုးချင်းကလည်းကျန်စစ်သားရဲ့အသက်ကိုကယ်တင်လိုက်တယ်။စစ်သားကောင်တယောက်ရဲ့သတိအမြဲရှိတဲ့သူ့ရဲ့နားဟာဝင်းကျင်ကခက်ဖွားဖွားလှုပ်ရှားတဲ့တို့ကိုဖမ်းယူနိုင်စွမ်းသမို့နေအိမ်ရဲ့ပရင်းကိုမဟာတဟပြူလှစ်ကြိလိုက်တဲ့အခါ ဂုံဂုံကွက်ကွက်နဲ့လှုပ်ရွနေတဲ့မဲမဲတဲ့ရန်တွေပါလားအနိရုဒ္ဓဟာမိမိရဲ့အသက်ကို ယူငင်မှုသူ့ရဲ့လက်မယွန့်တွေကိုဆေလွတ်ခဲ့ပြီးကျန်စစ်သားတမဟုတ်အကျန်ထုတ်ရတော့တယ်ဘလို့လွတ်မြောက်ရပါဘလို့မှလွတ်မြောက်စရာ လမ်းမရှိဒီအတိုင်းပဲဒဲ့ရူတိုးဝင် ထွင်းဖောက်ရမှာဖြစ်တယ်ရန်သူသေးကြီးမဲကြီးဖြစ်နေတဲ့နေရာကိုရှောင်းအားနေရာကနေထိုးဖောက်ရမှာပဲဖြစ်တယ် ဒင်းရိုဟာအိမ်ရှိဝင်းပောင်မှာမဲနေကြပြီးဘေးဘီမှာလူကျဲတယ်။အဲ့ဒီဘေးလူကျဲတဲ့နေရာစီပဲကျဲစစ်သားမိုးဘော်ကကြတယ်လို့ဘွားကနေပေါ်ပေါက်လာကတက်သားတယောက်ကိုအလစ်တွန်းထိုးပစ်ခဲ့ပြီးကစုံချပြေးတော်တယ်။ဟော့ဟော့ဟိုမှာပြေးပြီဆိုကအနိရုဒ္ဓတက်သားရိနောက်ကယုံစုလိုက်ကြပါမယ်။ထီးလိုင်းကအပြေးသမားဟာ ရှေ့မှာဒဂါဝုတ်ခန့်ကြောခဲ့ပြီး ြေးလိုက်နောက်ကရန်သူရဲ့အခြေအနေကိုရက်တန့်အကဲခတ်လိုက်ပြေးလိုက်နေပဲဥဒ္ဒဘကူမှာဂျွန်းစစ်တီတို့နောက်ကအလိုက်ကောင်းခဲ့တယ်ပကံသူရဲကောင်းကြီးဟာအခုကိုယ်တိုင်အလိုက်ခံရင်၄ခိုင်းမော်ကဘာစီရောက်လာတော့တယ်အတူရာကြောက်ကြီးလားနှဆိုင်လာတဲ့ကဘာကြီးရဲ့အောက်မှာတော့ပြာနှမ်းမဲညိုတဲ့အေယာရီမြစ်ကြီးဟာတငိမ့်ငိမ့်တသွင်သွင်းလေးအတွက်စီးစင်းနေတယ်ထီလိုင်ကရမ်ပြေးကြီးဖို့ထွက်မြောက်ရာဟာဒီမြစ်ကြီးပါပဲ။ ကုန်းချောင်းကဆက်ပြေးနေလို့ကတော့မကြမတင်ခြေကျသွားရင်ရန်သူစစ်သည်တွေလက်ထဲရောက်ရလိမ့်မလွယ်တခေါ်တာတာလောက်မှရောက်နေကြပြီ ဖြစ်တဲ့အနိရုဒ္ဓရဲ့စစ်သည်တို့ဟာမလံမကန်မြေကဘာစီကဝုံငနေအီယာမတစုံတရာရေထဲကျသွားတဲ့အတန်ကြီးကိုကြားလိုက်ရတဲ့အခါတဟုန်တို့ပြေးလွှားနေတာတွေရုတ်ချီးရက်တန်သွားကမျက်စီကိုပါဇက်တွေအဟောင်းသားနဲ့လှမ်းမြော်ကြည့်မိကြတော့တယ် တခဏကြာမှမြစ်ကဘာစီတွားကြကအောက်စီငုတ်ကြည့်လိုက်ရမှာတော့မြင့်မင်းအေယာဟာဘာမှမဖြစ်သလိုတီတီငိမ့်ငိမ့်လေးလေးတွဲ့တွဲ့တတွေတွေစီစဉ်လျံရှေ့မှာမှိုင်းပြပြတစ်ပင်အုတ်ထဲမှာလှမ်းမြင်ရတဲ့တစ်သားအဆောက်အုံဟာလေပေါ်အမိုးနဲ့ဆိုတော့ယဟန်ကြောင့်ဖြစ်တန်ရတယ်လို့ရာဇဝေသားကြီးခံမှန်းမိတယ်ယဟန်ကြောင့်ဆိုရင်တော့ခိုးလုံးရာရောစားစီရပါရပြီမှာပဲ စားစရာမိမိမှာတပြေးတည်းပြေးခဲ့ရရာစာလောင်လှပြီအေယာပရီကိုဖျက်ကူးခဲ့စဉ်ကရေတွေလဲရှိနေခဲ့ရပေမဲ့မြစ်ကမ်းပေါ်တက်ခဲ့ကခြေလျင်ခီးအတန်နှင်ခဲ့တာမို့ရေလဲငတ်လှပြီရေကြီးအေးလေးတစ်ခွက်မြတ်တောက်လိုက်ရရင် ကောင်းလိုက်မဲ့ဖြစ်ချင်းအနာကိုချင်းကပ်လာမိရမှာတော့ရဟန်းကြောင်းနဲ့မဝင်ခင်မကြီးပင်ကြီးရဲ့အောက်မှာရေရင်းမာလာ ရေရေသူတောက်ချင်းလှတဲ့ရေ ရေတွင်းဘေးမှာလှုပ်လှုပ်ရွရွဖြစ်နေတာကတော့ထမင်းရင်ရှားကလေးနဲ့ရေချိုးနေတဲ့သပင်ဖားရညိုဝါဝါအသားရည်နဲ့ငရံ့ကိုကလေးလက်တပြက်အတွင်းမှာပဲဂန္ဓာယခီးတယ်ကြီးဟာမိမိရဲ့စာလောင်မုတ်တိတ်မှုကို မေ့သွားတယ်။ပကံနေပြည်တော်ကြီးကိုမေ့သွားတယ်။ကျူးကျော်လာသူဂျွန်းစစ်တီတို့နဲ့ဆင်နှွဲကြရတဲ့အုတ်သားဗကိုးကစစ်ပွဲကြီးကိုမေ့သွားတယ်။သွေးတန်ရဲရဲစစ်ပွဲကြီးရဲ့ဆုလက်ဖြစ်ရခဲ့တဲ့ဗကိုးရဲ့ရွှေစင်ရုပ်နဲ့ ဝမ်းမကြောက်ရှင်းတဲ့တမိယရနာမဏိစန္ဒာကိုလည်းမေ့သွားတော့တယ်။တဖြည်းဖြည်းချင်းလာနေတဲ့သူ့ကိုရေချိုးနေသူကလေးကလည်းမြင်သွားသမို့ရေလောင်းနေတာကိုရက်ခါပြူးကြောင်ကြောင်မျက်လုံးကလေးနဲ့သူ့ကိုစိုက်ကြည့်နေရဲ့။ဒင်းကလေးထိတ်လန့်နေတာကိုသိတဲ့သစိန်းကသူ့ရဲ့ညိုမဲမဲသော32ချောင်းလုံးပေါအောင်ဖျဲလိုက်ခါလုံမငယ်မကြောက်လင်ငါလူကောင်း ခရီးအတန်ပန်းလာသမို့ရေတခွက်တောက်လိုပြီလို့စကားဆိုတယ်။ရေချိုးပြီးရင်တဲသွားဖို့ခတ်ထားဟန်ရှိတယ်။ရေအိုးတဲကရေကိုမှုန့်နဲ့ခတ်ယူကတုံရင်နေတဲ့လက်တွေနဲ့တငယ်မကကန်းလင်တယ်။ရေမုတ်ကိုလှမ်းယူရင်းမိမိရဲ့ထမင်းရေရှားအထက်ကဝါဝါဝင်းဝင်းတို့ကို ပြူးကြည့်နေတဲ့ဒစိန်ကြီးရဲ့ညီရဲ့မျက်လုံးတွေကိုမြင်လိုက်ရတော့ကြေးရွာရဲ့သမီးငယ်ရင်ထဲတဒိတ်ဒိတ်လှုပ်ရွာဂုံတော့တယ်။ ရေတောက်ပြီးတဲ့နောက်တစိမ့်စကားဆက်ပြန်တယ်။နင်ဒီယဟန်းเจ้าကိုလာလာလား။เจ้าကဥယီဖုန်ကြီးရဲ့เจ้าမှာဝေယဝုစအတွက်လာရင်ရေချိုးတယ်။နေလာကဟိုရွာထဲမှာရွာကဘာရွာလို့ခေါ်တဲ့ရောကြောင်ဖြူရွာရေတွင်းတွိုင်အောင်အောင်မြင်မြင်ပေါက်ရောက်ဖြစ်ထွန်းနေကြတဲ့တံမြာပင်တို့ကိုမျက်လုံးဝေ့ကစားလိုက်ရင်တံမြာတွေကလည်းအောင်ပါပြီနင်းကမထီတူမဆိုတော့နင့်ကိုပဲခွင့်တောင်းရတော့မယ် ငါတမယာသည်တလုံးခူးစားပါရစေစားပါလေငါဥရီကယဟန်ဆိုတော့ပိုင်ဆိုင်နိုင်တာဘာတစ်ခုမှမရှိပါသူ့เจ้าတွေကတည်တည်ပန်းမှန်တို့ကိုလူတကာခူးစော်နိုင်သားပါလုံမငယ်စကားမဆုံးမီမှာပဲပကံစစ်တဲကြီးကတပင်စီလှမ်းသွားတဲ့ကတမယာသည်တလုံးခူးစော်လှမ်းနဲ့ခွဲစိတ်စားတော့နေပါပြီခကြီးကပန်းအစာရည်စာပြက်လက်တာကလည်းကြာပြီဆိုတော့ တံမြာသီးကိုပဲမြင်ရရှက်ရစားမြူနေတော့တယ်။လိမ်မော်သီးလိုချိုများနေသလားထင်ပန့်မှားရတယ်။ခိုးစားရတဲ့တစ်သီးရဲ့အရသာကိုကောင်းကောင်းကြီးရင်းနှီးလာခဲ့တဲ့သူကြီးကအခုတော့တောင်းပြီးစားရတဲ့တစ်သီးအရသာကိုမြည်ဆန်းနေလိပြီထင်။အိမ်အရသာရှိလင့်တည်။တံမြာသီးစားပြီးတဲ့စိမ့်ဟာ ရေဘေးသူလေးကိုစိုက်ကြည့်လိုက်ပြန်တယ်။သူ့မျက်လုံးကြီးတွေက လကွင်းနယ်ပြူးဝိုင်းနေကြကား မလှုပ်မခံသူ့မျက်ခုံးတွေဟာအောက်သို့စိုက်ဆင်းကတောင်းတစ်ခုကို ဖြစ်စေလျက်နှစ်ဖူးမှာအကျိုးတွေထောင်လျက်ရင်အုပ်ကြီးကားလျက်တံမြာပင်ကနေလုံမစီလှမ်းလာတော့တယ်ရေချိုးလျက်တန်းလန့်မှုအဝတ်စားမလုံမလဲနဲ့ဖြစ်နေတဲ့သမီးငယ်ခမညာတစိမ့်ရဲ့မိတောင်နေတဲ့မျက်လုံးကြီးတွေကိုယုံမိမိစီတန်းတန်းမတ်မတ်ဥတီလာနေတဲ့ခြေလန်းတွေကိုယုံရှောင်ရှားနိုင်စွမ်းမရှိရှာဗပင်းကိုထောင်ကား ရှူရှူရှဲရှဲနဲ့ဒေါသမန်တွေထောင်းထနေတဲ့စပကြီးမွေရဲ့ရှေ့ရောက်နေရတဲ့ယုံတငယ်ပမာသာလက်နုနဲ့နှစ်ဖက်ကိုယင်မာရှက်ခါခေါင်းကလေးကိုငုံငါခြေပွားနှစ်ခုကို မြေမာတန်မိုးနှက်ခါမလုံမရှက်မိမိရဲ့ဘဝကံကြမ္မာကိုစောင့်စားနေရှာတော့တယ်ရှင်တွင်တဲ့မဂဇင်းအမှတ်30 AB လာ1994ခုနှစ်